လေးမလိုပါ တနေ့တွင်ငှက်ကလေးတကောင်သည်ပင်လေပြင်ကြီးတဲ့ကိုဆင်းလိုက်ရေကိုငုံလိုက် ပြန်တက်သွားလိုက်ပြန်လာလိုက်ရေငုံလိုက်ပြန်တက်လိုက်နဲ့အကြင်ကြင်လှုပ်နေသည်ငှက်ကလေးထိုသို့လှောက်ဆောင်နေသည်ကိုကန်းချီမှငှက်အများကစောင့်ကြည့်နေကြသည် စောင့်ကြည့်နေသည့်ငှက်တွေက ထုံငှက်ကလေးကိုမေးကြသည်မင်းကွယ်တကောင်နဲ့မမောနိုင်မပန်းနိုင်ဘာရီလုံနေတာလဲကျုပ်ဘာလုံနေလဲဆိုတာမမြင်ဘူးလားမြင်တော့မြင်တာပေါ့ဘာဖြစ်လို့လုံနေတာလဲမင်းကြည့်ရတာပင်မန်းလိုက်တာဟော်ရီပင်လေကြီးကငါတို့ငှက်တွေကိုဒုက္ခပေးနေတာသူကြောင့်ကြောက်ဆောင်တွေပေါ်မှာမိခိုနေရတဲ့ငါတို့ငှက်အပေါင်းဟာ တိုက်အမြုံတွေပျောက်ကွယ်ခဲ့ရတယ်။သူ့ကြောင့်ငါတို့အမျိုးတွေအများကြီးသေဆုံးခဲ့ရတယ်။ဒါကြောင့်ပင်လယ်ရေတွေကိုခန့်ချောက်သွားအောင်လုပ်နေတာ။အားလုံးကဝိုင်းရကြသည်။မင်းကွယ်ယူနေသလား။ဒီပင်လယ်ကြီးကိုမင်းတကောင်နဲ့နဲ့ခန့်ချောက်သွားအောင်လုပ်နိုင်မယ်လို့ထင်နေသလား။ငါကလေးကပြန်ဖြေသည်။ခမည်းတော်ကြောက်ကိုကူညီခြင်းကူညီမကူညီရင်တော့မဝေဖန်ကြနဲ့ ခမရတို့ဝေးပန်းသားတွေကိုကြောက်ကြရိုးဆိုင်မှာမဟုတ်ဘူးအလုတ်ပြက်တယ်ငှကလေးကပြန်သွားပြီး ပင်လေရီကို စက်ငုံကတနေရာတွင်သွားစွန်သည်သူ့ကိုကြည့်ပြီးတနာသောငှက်တွေကဝိုင်းကူသည် သို့တော့အနှဲငယ်လောက်သာဖြစ်သည် သူတို့ကတကောင်တငုံနှင့် ပင်လေရီတွေကုံသွားမည်ဟုယုံကြည်ကြသူများဖြစ်သည် သို့သောပင်လေပြင်ကြီးကကြီးမားကျယ်ပြန့်လာပေသည်အဘဲမှလည်းကုံနိုင်ပါအံ့ဤငှက်ငယ်လေးတွေဤကြိုးပမ်းမှုကိုဗိတ္တနိုးနာမည်ကမြင်သည် ထို့ကြောင့်တနာစာနာစိတ်ဖြစ်ကငှက်ကလေးတွေထန်လာပြီးသင်တို့ကြိုးပမ်းမှုကိုအတိအမှန်ပြုပါသည်သို့သောပင်လေကြီးခန်းချောက်သွားရန်ဆိုသည်မှာသင်တို့စွမ်းအားလောက်နဲ့မရနိုင်ဟု လာပြောသည် ငါကလေးကဗိတ်တနိုးနမင်းကိုပြန်ပြောသည်မကူညီခြင်းနေပါစိတ်ပြက်စရာစကားတွေလာမပြောပါနဲ့သင်ပါကြီးပဲဖြစ်နေနေတင့်ထန်ကလေနဲ့လာပြီးကျင်နာပြခြင်းကိုမလိုချင်ပါကျွန်ုပ်တို့လို့ဒီမှာစကားမဟုတ်ဗိတ်တနိုးနမင်းကြီးကငါကလေးဤစိတ်ဓာတ်ကိုသဘောကျသွားသည်ထို့ကြောင့်ပင်လေပြင်းကြီးခန်းချောက်ရန်ကူညီလိုက်သည် ဝေဖန်လေးကန်နေရာတွေကိုနားထောင်နေစရာမလိုပါလက်တွေ့လှုပ်သူတွေကိုကုညီဆောင်မသူပေါ်လာမြဲပဲဖြစ်သည်နတ်ဖျားဆိုတာကလည်းပုံမြင်တဲကလိုရောက်ချင်မှရောက်လာလိမ့်မည်နတ်ဖျားမျော်ကငုတ်တုတ်ထိုင်နေရွဲ့လဲဘာမှမဖြစ်လာနိုင်ပါတကောင်တငုံပင်လေကြီးကုန်သည့်အထိရင်ဆိုင်လိုသော စိတ်ဓာတ်သာလိုအပ်ပါသည် ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။